ားတဲ့မုတ်ကိုစားမဲ့သူများလာရင်လူစားမဲ့ခင်မဟုတ်တော့ဘူး။စားနေတဲ့မုတ်ကိုကြီးအောင်လုပ်ရမယ်ခင်ဖြစ်သွားပြီ။ကိုလောက်တာကိုလိုက်လုပ်တဲ့သူတွေများလာရင်စိတ်မညစ်ပါနဲ့။အဲ့ဒါဂုံယူပါ။ကိုရှောက်တဲ့လမ်းကိုလိုက်ရှောက်တဲ့သူတွေများတာတင်အောင်မြင်လို့တယောက်မှလိုက်မလို့ရင်တော့စိတ်ပူတော့အဲ့ဒါမဟုတ်ောက်ကတွေတင်လုံနေလို့ကျွန်တော်တို့ရဲ့အလုပ်ပေါ်မှာကျွန်တော်တို့တစ္ဆာရှိဖို့လိုတယ်။ဘယ်အခက်ခဲတွေပဲရှိရှိကိုယ့်ရဲ့ professional ပုံမှာတစ္ဆာရှိဖို့ဟာအလွန်အရေးကြီးကျွန်တော်တို့က company ပေါ်တစ္ဆာမရှိခိုင်းဘူးအဖွဲ့အစည်းပေါ်တစ္ဆာမရှိခိုင်းသေးဘူး ကို professional ဘောတော့တစ္ဆာကြီးဆာရေးဆရာလို့ပြောရင်ဆာရေးတဲ့အလုပ်ကိုတစ္ဆာကြီးရဆိုက်ကောင်းနေနေတဲ့ဆရာကြီးကဆိုက်ကောင်းကိုချစ်ရဆိုက်ကောင်းကိုချစ်ရဒါမှမဟုတ် owner ဖြစ်လာမယ်တိုးတက်လာမယ်အောင်မြင်လာ900ရာရာနေ900ကိုချစ်ရဒီနေ့မန္တလေးမှာအောင်သမားကြီးဦးအောင်ဟိုတခုက900ရာတွေက900ကိုချစ်တယ်ရွှေဆိုင်လုံးမှာရွှေဆိုင်ကိုချစ်တာမဟုတ်ဘူးဒါကြောင့်သူ့ရဲ့900ရာဆိုင်ဘုတ်ကလေးကိုချစ်ထားတယ်ကွန်ရရရလည်း very happy ပျော်ပျော်ပပရတယ်အချင်းဆုံးပြီးကွန်ရရတယ်သူကွန်ရရအောင်လုပ်ရတယ်အဲ့တော့ဘယ်လိုမလုပ်လို့အခက်ခဲလို့ရှိမယ်သို့တော့ professional ကို chip ဖို့ ਨੇ အခက်အခဲတွေကြုံလာတဲ့အချိန်မှာဒီ professional ပေါ်မှာကျွန်တော်တို့ရဲ့ confidence ဟာဘဝအောင်မြင်တိုးတက်ရေးအတွက်အရေးကြီးပါတယ်။အလုပ်ပေါ်မှာရှစ်ဖို့เนาะကျွန်တော်တို့ဆိုတော့ဟိုကျွန်တော်ခုနပြောသလိုကိုယ်လုပ်တဲ့အလုပ်ပေါ်မှာကိုယ်ပိုင်လုပ်ငန်းမဲ့ဖြစ်ဖြစ်ဝန်ထမ်းမဲ့ဖြစ်ဖြစ်ကိုယ်လုပ်ကိုယ်ချစ်ဖို့ဟာအလွန်အရေးကြီးတယ်။အဲ့ဒီအလုပ်ပေါ်မှာကျွန်တော်တို့ကတစ္ဆာရှိဖို့လိုနိုင်ငံသားတွေအနေနဲ့ကတော့ပြည်သူ့သမ္မတမြန်မာနိုင်ငံတော်ပေါ်မှာကျွန်တော်တို့ကတစ္ဆာရှိရတယ်။ ပြဿနာတွေကိုအရင်ဆုံးကစိန်ခေါ်မှုအနေနဲ့ကြည့်ရ problem လို့မကြည့်ပါနဲ့ပြဿနာကိုပြဿနာလို့ကြည့်ရင်အဲ့ဒါပြဿနာဖြစ်သွားတယ် problem ကို issue လို့ကြည့်ပါ issue ပေါ့နော်ကျွန်တော်အကြောင်းအရာ life က issue ရှိတယ်ပြဿနာကိုကျွန်တော်တို့ကခေါ်တာ challenge စိန်ခေါ်မှုရှိမတေချာမှုတွေရှိစိန်ခေါ်မှုလက်မခံခြင်းလူတော်ဖြစ်မလာဘူးလေကျွန်တော်တို့ကဝေးလို့ရစိန်ခေါ်မှုတွေနဲ့ကျွန်တော်တို့ကကြီးလာတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကအဲ့ဒီ issue အနေနဲ့ကြည့်ပြီးတော့ကျွန်တော်တို့တိုင်ကတော့ပြဿနာများတာမရှိဘူးဒါဆိုလို့ဒါလူချင်းမျိုးတို့အနေနဲ့ live မှာလူချင်းမျိုးတို့ ဘာလာလာကျွန်တော်တို့တွေကလောကအတံပြာကြီးပြင်းတံပြာကြီးဖျောတော့ဖို့လို့ဒါပေမဲ့ကျွန်တော်တို့မှာ strategy ရှိဖို့လို့လေအဲ့လိုပြောင်းမှုကကျွန်တော်တို့မှာခိုင်မာတဲ့မဟာပြူဟာနဲ့အဲယုံကြည်မှုကတော့ရှိဖို့လို့လေအဲ့ဒီခုကတော့မဖြစ်မနေရှိဖို့လို့လေအရေးကြီးဆုံးပထမတစ်ချက်ကတော့ go professional ကိုယုံကြည်ဖို့ပဲဘယ် go professional ဘောကိုသစ္စာရှိဖို့နဲ့ဒီ professional ကိုကျွန်တော်တို့ဟာ build up ပေါ်တာပေါ့တိဆောက်ဖို့ဟာကျွန်တော်တို့အရေးကြီးတယ်အဲ့လိုရှိမယ်ဒုတိယတစ်ဆင့်ကတော့မဟာပြူဟာရှိဖို့လို့လေစိတ်ဆိုတာကျွန်တော်တို့က စိတ်ထားကောင်းမှုလို့တဲ့တစ်ချက်။ဒါပေမဲ့စိတ်ထားကောင်းုံနဲ့မရဘူး။လောကမှာစိတ်ထားကောင်းပြီးမအောင်မမြင်ဖြစ်နေတဲ့သူတွေလည်းရှိတယ်။အဲ့တော့စိတ်ထားကောင်းမှုလည်းလိုတယ်၊မြင့်မှုလည်းလိုတယ်။ဒါနှစ်ချက်ပေါ့နော်ကျွန်တော်တို့က။တချို့လူတွေကစိတ်ထားမြင့်ပြီးတော့စိတ်ထားမကောင်းတာလည်းရှိတယ်။အဲ့တော့သူတို့တွေစိတ်ထားမြင့်တဲ့အတွက် highest position တွေမှာရောက်တယ်။ဟုတ်လူတိုင်းမှာအားနည်းချက်ရှိတယ်၊ပြင်လို့မရတဲ့အားနည်းချက်တွေရှိတယ်။လက်ကမှာ accept ကျွန်တော်ကလည်းအားနည်းချက်ချက်ကျောင်းသားလေးလူချင်းတို့မှာမိုးရပါအားနည်းချက်တွေရှိတယ်နော်။ problem ကိုပဲဘဝမှာဖြေရှင်းလို့ရမှာပြဿနာကိုပဲဖြေရှင်းလို့ရမှာအားနည်းချက်မှန်သမျှဖြေရှင်းလို့မရဘူးကျွန်တော်တို့ကအဲ့ဒါကိုအားနည်းချက်ကိုဖြေရှင်းဖို့ဖြေရှင်းလို့မရတဲ့အားနည်းချက်ကိုဖြေရှင်းဖို့ကြိုးစားနေလူချင်းမတက်တာသိသွားမယ်စိတ်စင်းရဲပြီးသိပါလိမ့်မယ်အောင်မြင်နေတဲ့သူတွေဆိုတာ perfect ဖြစ်နေတာမဟုတ်ဘူးဘယ်ပေါင်းဆုံးပြည့်စုံလို့အောင်မြင်သွားတာမဟုတ်ဘူးလေသူအားနည်းချက်နဲ့သူအတူတူနေတတ်သွားလို့အောင်မြင်သွားတာအဲ့ဒီ chemistry ကိုကျွန်တော်တို့ကသိဖို့လိုတယ် accept အဲ့ဒါပဲဒီလိုကျွန်တော်ရဲ့ marketing policy ကျွန်တော် ကံပီတွေကိုလွန်ခဲ့တဲ့နှစ်ရက်ကပဲကံပီကျွန်တော် marketing တင်တယ်အဲ့ဒါလေးကိုမှတ်မှတ်ရပြောခဲ့တယ်ကျွန်တော် marketing တင်တဲ့ကံပီစီမှာကျွန်တော်အဓိက marketing policy တွေသူများမကောင်းကြောင်ဘရောမပြောဘူးကိုကောင်းကြောင်တော့ကိုနန္ဒာပြောရမယ်တိလမ်းတိသူများ product မကောင်းကြောင်ဘရောမပြောဘူးကို product ကောင်းကြောင်မှကိုမပြောရဲလို့မရဘူး